ခမရတို့ယုံကြည်အားကိုးနေတဲ့ NUG အစိုးရကလူတွေကိုဟာလာသူတို့ကသူတို့အစိုးရလို့နာမည်တက်ထားတဲ့မို့လို့အစိုးရလို့ညှိညွတ်တာပါတကယ်တော့ငပိုးတွေပါအဲ့ဒီ NUG တွေကလူတွေရောနတ်ဆကအစိုးရကိုတော်လှန်နေတဲ့သူတွေကိုကိုခမရတို့မေးကြည့်ပါစစ်တပ်ကိုအာဏာရှင်လို့သတ်မှတ်ထားတဲ့ဆိုရင်စစ်တပ်ရဲ့ထိန်းချုပ်မှုနဲ့ဝေးတဲ့နေရာမှာရှိတဲ့မြို့တွေမှာသူတို့တွေသွားနေရဲသလားလို့ မင်္ဂလာပါဗျဒီနေ့ကျွန်တော်ဒီမှာမင်းအောင်ဆိုးပေါ့သူဘလိုပုံစံနဲ့ဘဝကိုဖြတ်တန်းတယ်လဲဆိုတော့သူကိုယ်တိုင်မသိနေကျွန်တော်လူတိုင်းလူတိုင်းမှာပြစ်ချက်တွေရှိတယ်အဲ့ဒီပြစ်ချက်တွေကိုဘယ်ဘာသာတရားကပဲဖြစ်ဖြစ်ယုံကြည်ကိုးကွယ်တဲ့အခါကျရင်အမှားကိုဝန်ခံရရမယ် သူဘလို့အမှုမျိုးတွေပဲကျူးလွန်ကျူးလွန်အမှန်တရားကိုလက်ရှိမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့အနေအထားတစ်ခုမှာမှန်မှန်ကန်ကန်သုံးသပ်တတ်မယ်ဆိုရင်တော့သူဒီလိုစကားမျိုးတွေပြောထွက်လိမ့်မယ်လို့တော့ကျွန်တော်တော့မထင်ဘူးပြဒါပေမဲ့ तू ဘာကြောင့်ပြောထွက်တာလဲဆိုတဲ့အရာကသူ့မှာပြစ်ချက်ရှိလို့တစ်ဖက်ကနေမင်းဒီနေရာကနေလော်ဘီပြန်လို့ဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်လို့ပဲကျွန်တော်သတ်မှတ်တယ်ဒါပေမဲ့ तू တချို့ပြောတဲ့နေရာတွေမှာကျွန်တော်တို့အမှန်တရားဘက်မှာရှိတဲ့လူတွေကလည်း တကယ်လေးလာတင်တဲ့အရာတွေအများကြီးရှိတယ်ဒီအရာကိုကျွန်တော်ဒီမင်းဦးဆုံးနဲ့သူပြောတဲ့အရာလေးတွေကိုကျွန်တော်ပြန်ခြေပတာမဟုတ်ဘူးတကယ်သူပြောတဲ့အတန်ကိုလည်းနားထောင်တယ်ကျွန်တော်တို့ဒီအမှန်တရားဘက်မှာရှိတဲ့ reaction လုပ်တဲ့လူတွေရဲ့ဟာတွေကိုလည်းနားထောင်စေချင်တယ်အဲ့ဒီအရာအပေါ်မှာအကောင်းအဆိုးဒုံတွဲနေတဲ့အချိန်ကာလတည်းမှာအမှန်တရားဟာဘာပါလဲဆိုတော့မိမိရဲ့ခေါင်းနဲ့ စဉ်းစားသုံးသပ်တတ်ဖို့လိုတယ်လို့မြင်ပြီးတော့ကျွန်တော်ဒီဟာကိုရည်ရှင်လို့ကြီးဖြစ်တယ်။တစ်ချက်လောက်ကျွန်တော်နားထောင်ကြည့်ရအောင်နော်။တော်လန်ရင်းဆိုတဲ့နာမည်ကိုခုတုံးလောက်ပြီးလိမ်စားနေတဲ့သူတွေရဲ့တိုင်းပြည်ပျို့ကွဲစေခြင်းတဲ့သူတွေပြောနေတဲ့လက်သုံးစကားလေးရှိပါတယ်။တောင်းတော့ကိုတော်လန်တာမဟုတ်ဘူး။အာနာရှင်ကိုတော်လန်တာ။ဟုတ်ပြီ။အာနာရှင်ကိုတော်လန်နေဆိုရင်ကျွန်တော်တို့ဒီလိုလေးတွေးကြည့်ရအောင်ပါ။ဘုရုံနေဝင်သူဆင်းသွားတဲ့အချိန်မှာ သူ့သားကိုကာကွယ်ဦးစီးချုပ်နေရာထားခဲ့တာလားဗိုလ်ချုပ်ဦးကြီးတန်းရွှေအနားယူသွားတဲ့အချိန်မှာသူ့သားကိုကာကွယ်ဦးစီးချုပ်နေရာမှာထားရခဲ့တာလားအခုလက်ရှိဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်အနားယူသွားတဲ့အချိန်မှာကောသူ့ရဲ့သားကိုကာကွယ်ဦးစီးချုပ်နေရာမှာထားရခဲ့မှာလားမထားခဲ့ပါဘူးဘသူတွေကမှမထားခဲ့ပါဘူးတိုင်းပြည်မှာစင်ဆက်မပြတ်အုတ်ချုပ်သွားကြတာဟာတက်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကြီးမှမဟုတ်ပါဘူး နိုင်ငံရေးပါတီကအာဏာရခဲ့တဲ့အချိန်မှာလေနိုင်ငံရေးပါတီမှာရှိတဲ့ထိပ်ပိုင်းကောင်းဆောင်တွေကအုပ်ချုပ်သွားကြတာပါပဲမြန်မာပြည်မှာအာဏာရှင်စနစ်ဆိုတာဘယ်တော့မှမရှိခဲ့ပါဘူးသူပြောတယ်ဗျမြန်မာပြည်မှာအာဏာရှင်စနစ်ဆိုတာဘယ်တော့မှမရှိခဲ့ဘူးဗျဘုဇုတန်းရှင်ဘုဇုနေဝင်းရဲ့နောက်မှာ သူသားအာနာမယူခဲ့ဘူးဘုဇုတန်းရှင်ရဲ့နောက်မှာသူ့ရဲ့သား ာနာမယူရဘူးနောက်ဆုံးပြန်ဆွေနီးမျိုးဆက်တွေဒုကနေအာနာမယူရဘူးပေါ့ဘယ်စနစ်ပုံစံပေါ့ဖေးနိုင်ရွာဆန်တဲ့အချိန်မှာအင်ရှင်မင်းသားတားတွေကထိနှံတိုက်ပြီးတော့ယူတယ်ပေါ့ဟုတ်ပါတယ်ဒါပေမဲ့အတ္တိလူမျိုးဖေးရဲ့အာနာကိုတားကယူလိုက်ပြီးဆိုတာနဲ့ကျွန်တော်ကအာနာရှင်ပူဆန်လာမယ်ဆိုတော့တိလာတယ် မဲ့တခြားနိုင်ငံတွေမှာတော့အဲအကိုကအာနာရပြီးတော့မြန်မာကအာနာတက်ယူတဲ့အရာမျိုးတွေအများကြီးရှိတယ်ဒါကတော့ချွင်းချက်ပေါ့မြန်မာနိုင်ငံအတွင်းမှာဒီလိုမျိုးဘယင်စနစ်ကိုအခြေခံပြီးတော့ဆွေစင်မျိုးဆက်အာနာရှင်ဆန်ဆန်အုတ်လို့အုတ်ချုပ်လို့ရတဲ့ဤတစ်ခုကိုလက်ရှိအုတ်ချုပ်နေတဲ့ဆက်ကဆအာနာရှင်လူစုကစနစ်တကျလှုပ်ထားတာကိုခင်ဗျားတို့ကြုံလို့မမြင်နိုင်တဲ့အရာတခုမေ့ရင်လည်းမေ့နေမှာပေါ့ ဗိုလ်ချုပ်နေဗိုလ်ချုပ်တန်းရွှေလက်ထက်တော်ကဗိုလ်ချုပ်နေဝင်းရဲ့မြီးတွေဘယင်စနစ်ကိုအသက်သွင်းဖို့သူတို့ကြိုးစားခဲ့မှုတယ်သူတို့ကိုဖမ်းမိတဲ့အချိန်မှာဘလို့ပစ္စည်းမျိုးတွေဘလို့နန်းတွင်အတုံးဆောင်ပစ္စည်းမျိုးတွေမိခဲ့တယ်ဆိုတဲ့အရာကိုလည်းခင်ဗျားတို့ကြိုးတို့အားလုံးမြင်ဖို့ပဲဒီလိုမြင်နေဆိုရင်အတွေးတစ်ခုကနေငါ့ရဲ့သားသမီးဟာဒီမှာလာပြီးအုပ်ချုပ်မယ်ဆိုရင်ဘာဖြစ်လာနိုင်တယ်လဲဆိုတဲ့အများနဲ့တတ်ဆိုင်တဲ့ပြည်သူကမြင်လာမှာဆိုလို့သူတို့ဟာ 62ကနေစပြီးတော့အာနာရှင်စနစ်ကို program ကြကြနဲ့စနစ်တကျလုပ်ခဲ့တာဗျအဲ့ဒီလို လုပ်တဲ့နေရာမှာလဲဟုတ်ဒီမင်းတို့ဆိုလို့ပေါ့ငါအမှုဖြစ်ထားတယ်ငါထောင်ဝထွက်လာပြီထွက်လာတဲ့အချိန်မှာမင်းငါရဲ့အလိုအကျလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးပဲဒါအာနာရှင်စံနေဗျအာနာရှင်စနစ်ဟာမြန်မာနိုင်ငံမှာဘယ်တော့မှမရှိခဲ့ဘူးလို့သူကပြောခဲ့တာကိုတော့ကျွန်တော်ငင်းပါတယ်။ဘာကြောင့်ငင်းတယ်လဲဆိုတာက အာနာရှိသည်ဘလို့စနစ်မျိုးကိုပဲစစ်အစိုးရအဖြစ်နဲ့ဘလို့စနစ်မျိုးကိုပဲအုပ်ချုပ်ပြီးဘလို့မျိုးပဲတက်တက်ပြည်သူအပေါ်မှာတနာညာတာမှု ရှိခဲ့သလားမရှိခဲ့သလားဆိုတာလက်ရှိအချိန်ထိကြုံတွေ့နေရတဲ့ပြည်သူတွေရဲ့ဒုက္ခဝေဒနာအစိုးရတည့်ရမှာလှုပ်ဆောင်နေတဲ့အရာတွေပဲဗျကျွန်တော်ဆက်နှံခေါင်းကြည့်အောင်ဗျတိုးတော်လေတော်လန်ရေးဆိုတဲ့ခေါင်းစဉ်လေးကို အသုံးချပြီးလိန်စားခြင်းတဲ့သူတွေတမတော်နဲ့တိုင်းပြည်ကိုပြိုကွဲစေခြင်းတဲ့သူတွေကတော့အစင်တစိုက်ကြွေးကြော်နေခဲ့ကြပါတယ်တမတော်နဲ့ပြည်သူကိုပြိုကွဲစေခြင်းတဲ့လူတွေတိုင်းပြည်ကိုစုပ်ပြတ်တတ်သွားအောင်လုပ်မဲ့လူတွေဆိုပြီးတော့သူကအဲရိုးစွတ်တာပေါ့ဆွတ်ဆွဲတာပေါ့တမတော်နဲ့ပြည်သူကို တွေးခွဲတာက ကျွန်တော်တို့ဘက်ကမဟုတ်ဘူးအာနာရှင်လူစုကလှုပ်ထားတယ်ဆိုတော့ဒီကမြို့ဆိုသိသိချင်းတယ်ဘလို့လှုပ်ထားလဲဆိုတော့အဖေကရှင်းပါတယ် Institute တခုဟာမြန်မာနိုင်ငံအတွက်မှာနှစ်ရှည်ရှိတဲ့80နှစ်ပေါင်း80ကျော်ရှိခဲ့တာကတက်မတော်ဗျဒီတက်မတော်မှာရှိတဲ့လူတွေဟာနိုင်ငံအရန်တိုင်းပြည်ရဲ့ရန်စရိုးကာကွယ်ဖို့ပြည်သူတွေကိုစိတ်ကြစစ်ကျင်နေလောက်အောင်ကာကွယ်ပေးဖို့ဆိုတဲ့တက်မတော် ီတက်မတော်နဲ့ပြည်သူကိုတွေးခွဲထားတာဘသူလဲဆိုတာကတော့အာနာရှင်။ဘာကြောင့်ဒုံဒုံမျိုးတွေးခွဲထားတယ်ဆိုအာနာရှင်ဟာသူတို့ရဲ့ဆွေစဉ်မျိုးဆက်မဟုတ်တောင်မှသူတို့ရဲ့အာနာရှင် generation ပေါ့အာနာရှင် generation ကောင်းဖို့အတွက်လူကိုသေးသေးလောက်တဲ့လက်နက်ကိုကင်ထားတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုအကြောက်တရားနဲ့အုပ်ချုပ်ဖို့အတွက်တက်မတော်နဲ့ပြည်သူကြားမှာတွေးခွဲထားတဲ့အတွက်အာနာရှင်ဟာ60နှစ်တည်းကရှိတယ်လို့ကျွန်တော်က ြင်ပြီးတော့ပြောပါတယ်ကဲကျွန်တော်ထပ်ပြီးတော့နားထောင်ကြည့်အောင်ဘယ်ကောင်းစဉ်ကိုလဲဆိုတော့အာနာရှင်ကိုဖြုတ်ချခြင်းလို့ပါဆိုတော့ကောင်းစဉ်လေးပါအဲ့ဒီတော့ဗျာရိုးရိုးလေးတွေးကြည့်ရအောင်ပါစစ်တပ်ကအာနာရှင် ဖြစ်နေတယ်ဆိုရင်လက်ရှိဆိုရကအာနာရှင်ဖြစ်နေတယ်ဆိုရင်စစ်တပ်လက်လမ်းမပြေတဲ့နေရာတွေအခုစစ်တပ်ကလက်လွတ်ထားရတဲ့ဒေသတွေတမတော်အုပ်ချုပ်မှု မရှိတဲ့နေရာတွေရှိပါတယ်အဲ့ဒီနေရာတွေကို စစ်တပ်ကိုမကြိုက်တဲ့သူတွေအာဏာရှင်ကို မလိုလားတဲ့သူတွေသွားနေကြသလားအဲ့ဒီဒေသမှာရှိတဲ့တက်နိုင်တဲ့ပဇံရှိတဲ့သူတွေကစစ်တပ်အုပ်ချုပ်နေတဲ့နတ်ဆကအစိုးရကုတ်ကဲမှုအောက်မှာရှိနေတဲ့ဒေသတွေမှာလာရောက်ခိုလုံနေထိုင်ကြသလားဒါကိုတိတိချာချာလိလာကြည့်အလွယ်တကူသိနိုင်ပါတယ်အဲ့ဒီတော့ စစ်တပ်ဟာအာဏာရှင်ဆန်းဆန်းအုပ်ချုပ်နေတယ်ဆိုရင်လက်ရှိအချိန်မှာခမရတို့တွေပြောပြောနေကြလွတ်မြောက်နေမည်ဆိုတဲ့နေရာတွေရှိပါတယ်အဲ့ဒီနေရာတွေကိုစစ်တပ်ကိုမလိုလားတဲ့သူတွေအာဏာရှင်စနစ်ကိုမကြိုက်တဲ့သူတွေတွားနေကြသလားအဲ့ဒီဒေသက လူတွေပဲဒီကိုလာပြီးခိုလုံနေကြသလားနတ်ဆာကရဲ့အောက်တမရော်ရဲ့ထိမ့်ယုတ်ထားတဲ့နေရာမှာလာခိုလုံနေသလားတွေးကြည့်လို့ရပါတယ်ဟုတ်ကဲ့ စစ်တပ်ကိုမကြိုက်လို့လက်ရှိ21ကနေလက်နက်ကင်ဆွဲပြီးတော့တွန်းလှန်ခဲ့တဲ့အခုချိန်ဆိုဟုတ်တယ်လွတ်မြောက်နေမြေတွေအများကြီးရှိလာတယ်ဒီနေရာတွေမှာကျွန်တော်တို့ကစစ်တပ်ကိုမကြိုက်တဲ့လူတွေကတွားနေလို့ရလားဆိုတော့နေလို့ရတယ်ကျွန်တော်တို့ဒီအာနာရှင်ကိုတွန်းလှန်နေတဲ့လက်နက်ကင်အဖွဲ့စည်းတွေဒီလိုတွားနေတဲ့နေရာမှာတောင်မှဘာကြောင့်များအပြစ်အခက်ရက်စဲပါတယ်ပြောပြီးတော့နေရာစုံမှာ လိုက်ပြီးတော့ဘုံကျဲနေလာတယ်ကျွန်တော်အောင်မေးခြင်းနောက်တစ်ခုပြည်သူအသက်အိုးအိမ်စီးစိမ်ကိုတာဝန်ယူပြီးတော့လက်ရှိအုပ်ချုပ်နေတဲ့စက္ကစဆိုရကပြည်သူအပေါ်မှာငဲ့ကွက်ချင်းမရှိဘဲနဲ့နေရာစုံကိုလိုက်ပြီးဘုံကျဲနေတဲ့အတွက်မြန်မာနိုင်ငံတဝင်းထဲမှာရှိတဲ့လူတွေကတခြားနိုင်ငံကိုကူးပြီးတော့ဘလို့ပုံစံနဲ့တွားနေကြမှာလဲဘာကြောင့်ဒီလွတ်မြောက်နေမြေဆိုတဲ့နေရာတွေမှာငါတို့ တက်မတော်ကိုတက်မတော်စစ်တက်ကိုမကြိုက်တဲ့လူကြီးကသွားပြီးတော့စွပြုံပြီး तू ကနေစေချင်တာဒီလိုမျိုးနေလို့ရတယ်မရဘူးဆိုတာပခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့လူတိုင်းအခုအချိန်အခုလိုအနေထားမျိုးတွေမှာစဉ်းစားလို့ရတယ်ဘာကြောင့်လဲဆိုတော့လွတ်မြောက်နေမြေတွေမရှိသေးတဲ့အီယော်ရီတိုင်းလိုနေရာမျိုးတွေမှာတော့ပြီးခဲ့တဲ့ရက်ကဘုံတွေကျဲတယ်တပိတ်မန္တလေးတိုင်းတပိတ်ကြီးမျိုးတွေတွေမှာဘုံတွေကျဲတယ်ပြည်သူတွေတည်တယ်ဒါဆိုရင်ဒါအာနာရှင် စံသလားမစံသလားဆိုတော့အဖြေကလည်းကျွန်တော်တို့ပြည်သူတွေသိဖို့လိုတယ်။ तू ပြောနေတဲ့စကားအပေါ်မှာကျွန်တော်တို့ကသူ့ကိုဆဲမယ်လို့ဆိုမယ်လို့ဆိုတဲ့ပုံစံမျိုးတွေနဲ့တစ်ဖက်ဆောင်းနေပြောလို့မရဘူး။ तू လည်းစက်တက်ကိုထောက်ခံတဲ့စက်တက်ရဲ့အာဘိပေါ်အာဘိပတ်ကျွန်တော်ဒီလည်းအမှန်တရားဘက်မှာရှိတဲ့အာဘိပေါ်အာဘိပတ်ဒီနှစ်ဒီနှစ်လူနှမျိုးရဲ့ဂျာတဲမှာအဓိကက तू မသိတဲ့အရာကတော့ငါတို့ကိုအပေါ်ကချုပ်ကင်ထားတဲ့ အာနာရှင်စနစ်ဆိုးကြောင့်ငါဒီလေဒီလိုမျိုးအပြစ်ကျူးလွန်နေပါလေနဲ့သူတို့ရဲ့ဘောကိုပြေးမရတဲ့ပုံစံမျိုးဒါတော့ခေစကားကိုသုံးတာပေါ့နော်ဘောမဆိုတာကပြေးမရတဲ့ပုံစံမျိုးတိုက်ရောက်နေပါသလားဥပမာဗျာငါမှကိုပိုင်အကြီးအချင်းဒါသူ့ရဲ့တက်တော်ကောင်းနေကြည့်ကြည့်ဘူးပါလေကိုပိုင်အကြီးချင်းကိုပိုင်အစမ်းအစရှိရဲ့ဓာတ်နဲ့ငါကိုယ်တိုင်စ조사အထုတ်ပြီးငါကိုယ်ကလွတ်မြောက်ခွင့်ရှိတဲ့အရာကိုမှငါမှရှိတဲ့အမှားတစ်ခုကြောင့် ငါဟာသူများကြိုးဆွဲရကခံနေရပါလားဆိုတော့သူကိုယ်တိုင်မတွေးမိတဲ့အဖြစ်ပေါ့ဒီအရာကိုတော့ကျွန်တော်ကသူတို့အဖြစ်ပြောလို့မရဘူးမြတ်စွာဘုရားရှင်တော်မှဘေးကနေတိုက်ခိုက်မဲ့လူရှိသေးတာပဲအဖြစ်ပြောမှုလူရှိသေးတာပဲဒီလိုလူပုဂ္ဂိုလ်တိုင်းမှာတော့လက်ရှိအချိန်မှာတော့ဒီလိုလူဒန်းစားတွေမရှိဘူးလို့တော့ကျွန်တော်တို့ကပြောလို့မရဘူးရှိတာပဲဒီလိုရှိနေတဲ့အချိန်ခါမျိုးမှာကျွန်တော်တို့ဘာသာကြီး၄မျိုးရှိတယ်ဗျအဲ့ဒီဘာသာကြီး၄မျိုးတော့ဘယ်ဘာသာတရားကပဲဖြစ်ဖြစ် မကောင်းတာမလုပ်ဖို့ဆိုပြီးတားမြစ်ထားတယ်။သူများမတရားရေးတာမစားဖို့သူများကိုမကောင်းမကြံဖို့ကိုလှုပ်သည့်အမားတစ်ခုကိုကိုဝင်ခံဖို့ဆိုတဲ့လမ်းစဉ်တွေအကုန်ချမှတ်ထားတယ်။ဒါကိုလွန်ဆန်ပြီးတော့မှမိမိတကိုယ်ရည်ကောင်းစားဖို့မိမိလူတစု ကောင်းစားဖို့အတွက်အားပေးနေရတဲ့အဖြစ်ကတော့အိမ်မှာရှိတဲ့ဖျားစင်ကိုသာရိုက်ချိုးလိုက်ပါဗုဒ္ဓဘာသာကိုးကွယ်။ဘာကြောင့်လဲဆိုရင်ဩဃာတာဩဃာတာရွတ်ပြီးတော့ပဇာနဲ့ကအပုံနဲ့ထွက်နေတယ် သူ့အိမ်နောက်ကဖះဆင်းမှာကျွန်တော်အမြင်ကတော့ခြင်နေအောင်းနေတယ်လို့မြင်တယ်ကျွန်တော်ဆက်နှထောင်ကြည့်အောင်ဒီတော့ဗျာအာနာရှင်ဆိုတာဘု து ကိုပြောတာလေလက်ရှိအခြေအနေမှာဖြစ်ပျက်နေတဲ့အခြေအနေတွေမှာလိလသုံးသက်ကြည့်မယ်ဆိုရင်နတ်ဆက်ကအစိုးရဘယ်ရာပဲဖြစ်ဖြစ်ဥပဒေတိုင်းသွားပါလေသို့တော့ဥပဒေတိုင်းမသွားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရှိပါတယ် ဟိုနေ့ကလာရှုဖြစ်စဉ်ကိုကြည့်ရင်သိကြမှာအဲ့ဒီတော့စစ်တပ်ကိုအာဏာရှင်လို့ဆွဆွဲပြီးတော့အာဏာရှင်စနစ်အမြင့်ဖြတ်ခြင်းနဲ့ဆိုတော့လူတွေဟာအာဏာရှင်နာကိုမလာဘဲနဲ့လွတ်မြောက်နေပြီဆိုတော့နေရာတွေမှာသူတို့မိသားစုတွေကိုပါခေါ်ပြီးတော့သူတို့ဘဝတွေကိုတိဆောက်ရဲသလားဆိုတာအာနာရှင်နာကိုဘာကြောင့်မလာရဲတယ်လဲဆိုတော့ခုနှစ်ခါ ထဲမှာလည်းကျွန်တော်ပြောပြီးတော့ပါပြီ။ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံအဝင်းဝိုင်းထဲမှာရှိတဲ့လူတွေအာနာရှင်စနစ်ကကောင်းသလားမကောင်းသလားဆိုတော့လေလူတိုင်းအားလုံးသိပြီးသားဒီစနစ်စိုးတစ်ခုက program ကြကြနဲ့လှုပ်ထားလို့အခုအာနာစတိုင်တဲ့အချိန်မှာဖြစ်ခဲ့တဲ့ပြဿနာတစ်ခုရှိတယ်ငားမြင်းဆောင်တွေနေကြော်တာနဲ့ဖမ်းတယ်စီးတယ်အရင်ဆုံးစလှုပ်တာကရန်ကုန်မြို့မှာရှိတဲ့ အလုပ်ဌာနတွေမှာဝင်ကြီးဌာနတွေသူကဘောကုမ္ပဏီတွေမှာငါမြင်လောင်းဆိုရင်ဖမ်းတာစီးတာတို့ဒါဟာငါကိုတွန်းလိုက်ရင်ငါမကြိုက်တာကို လုတ်တယ်ဆိုရင်အာနာရှင်စန္ဒလာမစန္ဒလာဆိုရင် အဖြစ်ရရှင်းရှင်းလေးပဲစကိုင်းတိုင်းမှာနီးရလက်နက်ကိုဆွဲပြီးတော့အာနာရှင်ကိုတွန်းလန့်နေတဲ့အတွက်ငါမြင်လောင်းမှန်သမျှအမျိုးစုံလိုက်ပြီးတော့ပြဿနာရှာတဲ့အရာတွေလဲသူမတိလေရဲ့ ရော့သလားပေါ့တိတိကြီးနဲ့များလုံနေသလားကျွန်တော်အမြင်ကတော့တိတိကြီးနဲ့ခုနကကျွန်တော်ပြောသလိုပေါ့သူလှုပ်ထားတဲ့အပြစ်တွေအတွက်ပြန်ပြီးတော့မူတာဝါရကံကိုနေတိုင်းကျူးလွန်နေတယ်လို့ပဲကျွန်တော်ကထင်တယ်ဗျခမရတို့ယုံကြည်အားကိုးနေတဲ့ NUG အစိုးရကလူတွေကိုဟာလာသူတို့ကသူတို့အစိုးရလို့နာမည်တက်ထားတဲ့အမို့တို့အစိုးရလို့ညွှန်းတာပါတကယ်တော့ငပိုးတွေပါအဲ့ဒီ NUG တွေကလူတွေရော နတ်ဆာကအစိုးရကိုတော်လှန်နေတဲ့သူတွေကိုကိုခမရတို့မေးကြည့်ပါစစ်တပ်ကိုအာဏာရှင်တို့သတ်မှတ်ထားတဲ့ဆိုရင်စစ်တပ်ရဲ့ထိန်းချုပ်မှုနဲ့ဝေးတဲ့နေရာမှာ ရှိတဲ့မြို့တွေမှာသူတို့တွေတွားနေရဲသလားလို့ကျွန်တော်မေးလို့ဆိုပါဗျာတော်လှန်ကျေးဇူးတင်ပါတယ်ဒီထက်မှာသူပြောသွားတဲ့အရာတွေထဲမှာတော်လှန်ရေးကိုခုတုံးလုပ်ပြီးလိန်ညာစားတယ်ဆိုတဲ့လူတွေကိုဒီကြားထဲကနေကျွန်တော်တို့က ထပ်ပြီးပြောခြင်းဟုတ်ပါတယ်နိုင်ငံရေးကိုအကြောင်းပြတော်လန်ရေးကိုအကြောင်းပြပြီးတော့နေရာဘောင်းဆောင်ကနေလိညာစားနေတဲ့လူတွေရှိတယ်အခွင့်အရေးယူနေတဲ့လူတွေရှိတယ်ဘာကြောင့်လဲဘာကြောင့်လဲဆိုရင်တတ်တည်အနေနဲ့လက်တွေ့ကြကြပြောမှဆိုရင်88အာနာအာနာသိမ့်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ စားဖို့နေရေးအတွက်အရန်ကိုခက်ခဲလာကြတယ်။အသိဉာဏ်တရားတွေခေါင်းပါလာကြတယ်။ဘ ഹു တုဒ္ဒတွေပို့ပြီးတော့နဲလာကြတယ်။ငါအရန်ဘိုက်စာနေတဲ့ဆိုတဲ့အချိန်မှာခမင်းစားဖို့ဘိုက်စာဘိုက်စာအောင်ငါဘလို့လုပ်ရမလဲဘလို့အလုံးမျိုးလုပ်ရမလဲဘလို့စူးစမ်းမှုနဲ့ဘလို့ကိုယ့်ကိုယ်ရက်တည်ရမလဲဆိုတဲ့အရာကိုမတွေးတော့ဘူး။အဲ့ဒီနီးကိုဘသူကတင်ပေးခဲ့လဲဆိုတော့အာနာရှင်လူတစုကစနစ်စိုးတစ်ခုတည်မြဲဖို့အတွက် အစိုးရတရက်ကနေဟိုးအောက်ခြေအဆင့်မှာရှိတဲ့စေအိမ်ကောင်းအထိမကောင်းတဲ့နီးတွေနဲ့အကျင့်ပြက်ခြာစားမှု စနစ်တကူရိုက်သွင်းပေးခဲ့တယ်။အဲ့ဒီလိုလှုပ်လိုက်တဲ့အတွက်ဒီလိုမကောင်းတဲ့လူဒန်းစားတရက်ဟာ ပေါ်လာတယ်။ရှစ်သက်ချက်ကိုမိခဲ့တဲ့လူတွေဆိုပိုတည်တယ်။နိုင်ငံရေးကိုအကြောင်းပြပြီးတော့လမ်းဘေးမှာနေတဲ့ကလေးကလေးတယောက်ကထပြီးဂျုံသားကြီးချမ်းသာသွားတာတွေ။ မตายရင်ထမင်းစားပလက်ဖောင်းကောင်းအေးဘုံမရေတောက်တယ်ဆိုတော့တချို့လူဒန်းသားတွေစော်ကားတာတော့မဟုတ်ဘူးဗျအသွေးအတိညာမရှိဘဲနဲ့ငါနဲ့အတ္တဆိုတဲ့လူဒန်းစားတည့်ရကိုမွေးထုတ်ပြီးတော့အခွင့်အရေးရရင်ဘလို့ယူလို့ရတယ်ဆိုတော့ထောင်ထဲမှာရှိတဲ့ခိုးဆိုးလူနိုင်မတိန်ကျင့်ဒီလိုလူဒန်းစားတွေကိုအပြင်ကိုထုတ်ပေးပြီးတော့တကယ်အာနာရှိပါတယ်ဆိုတော့ သူ့ရဲ့အစိမ်အတန်းအလိုက်ရက်ွက်အုပ်ချုပ်ရေးမှုတွေယာအိမ်ကောင်းတွေဆယ်အိမ်ကောင်းတွေဒီလိုမျိုးတွေခန့်ပြီးတော့အကြောက်တရားနဲ့ပြည်သူတွေကိုအုပ်ချုပ်ခဲ့တယ်ဒီလိုလူဒန်းစားတွေဟာအာနာရှင်လူစုဟာဒီစစ်တပ်ကအာနာသိမ်းတဲ့လို့မကောင်းဘူးဆိုတာကိုသိတယ်ဒါပေမဲ့ဒီလိုစားဝတ်နေရေးဆိုတဲ့အရာကိုအကြောင်းပြပြီးတော့မကောင်းတဲ့နေရာတွေမှာပျော်မွေ့လာကြတယ်။သူဒီလဲဒီမင်းတို့ဆိုဒီလဲပထမတော့မှန်ပါပဲ။နောက်ပိုင်းသူ့ရဲ့ပြစ်ချက်တစ်ခုအပေါ်မှာမူတည်ပြီးတော့ပြောင်းလဲလာတဲ့စိတ် မကောင်းတာကိုလုပ်နေတဲ့အချိန်မျိုးမှာမကောင်းမှုနဲ့ตาရာလာတဲ့ဟာတွေများပြားလာတဲ့အခါကျတော့မကောင်းတဲ့ဘက်ကိုဥတီသွားတာဒီအရာကိုဘသူကလှုပ်ထားလဲဆိုရင်အာနာရှင်လူစနစ်ကမရှိပါဘူးအာနာရှင်လူစုကမရှိပါဘူးဆိုတော့ तू ကညင်းတာကိုကျွန်တော်ကပြန်ပြီးတော့ကျွန်တော်တည်တော့နဲ့ပြန်ပြီးထောက်ပြတာဒီလိုမျိုးဇာအကျင့်ဇာတိကြတွေပြက်ပြားလာတာကဘာကြောင့်လဲဒီလိုမြန်မာနိုင်ငံအတွင်းမှာတဘာဝတန်ရန်ဇာတာပစ္စည်းပေါ်ကျွယ်ဝရဲ့ဒါနဲ့ ထုတ်ကုန်မရှိပဲသွင်းကုန်တွေကိုဘာကြောင့်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူတွေကစနစ်တကျလှုပ်ထားတယ်လေပြည်သူတွေကိုလောက်ခလာစာကိုနှိမ်ပြီးတော့ကုံစင်းနှုံးကိုမြင့်ပေးလိုက်တဲ့လူတဦးတယောက်မှအရေးကြီးတဲ့စားဝတ်နေရေးကိုဘာကြောင့်အဆင့်ပိုင်းဖြတ်ပလိုက်တယ်။ဘာကြောင့်ချိုးနှိမ်ထားတယ်လဲ။ဒါကြောင့်မလို့ဒီမိုကရေစီရရှိရေးလေကျွန်တော်ပဲကြားဘူးတာပဲ။စစ်အာဏာရှင်စနစ်ကြာရှုံးရေး ငါတို့ကြာဘူးတာပဲလူအခွင့်အရေးပြန်လဲရရှိရေးဆိုတဲ့အချိန်လဲကြာရောကျွန်တော်တို့နေလို့မရတော့ဘူးဒီလိုနေလို့မရတဲ့အချိန်ခါမျိုးမှာ အုံရောရောကြောင်ရောရောနဲ့ตายาကိုလိုက်နေတဲ့လူဒန်းစားတရက်ကလည်းရှိနေတော့မယ်အဲ့ဒီလူဒန်းစားတရက်ကိုလည်းထပ်ပြီးကျွန်တော်တို့ကအပြစ်ပြောလို့ရသလားဆိုတော့မဟုတ်ဘူး62တဲကတဒေတီလာတဲ့အာနာရှင်လူတစုရဲ့စနစ်တကြနဲ့မှိုင်းတိုက်ပြီး brain wave လောက်ခံထားရတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေကအခုအချိန်မှာตาရနားတဲ့ပုံစံမျိုးတွေဖြစ်နေကြတာအမှန်တရားတစ်ခုကိုပွင်လင်းစွာချမပြရဲတဲ့ဒီလိုစိတ်ဓာတ်မျိုးတွေဖြစ်လာတဲ့အတွက်တိုင်းပြည်ဟာချွတ်ချုံကြစောက်ပြတ်တတ်တဲ့ဘဝကိုရောက်လာတာဒါဟာဘသူကလောက်တာလဲဆိုရင်ကျွန်တော်ပြောချင်တာကခမင်းတို့ဆိုအာနာရှင်လူတစုကစနစ်စိုးတစ်ခုတည်မြဲအောင်လှုပ်ထားတာတက်မတော်နဲ့ပြည်သူကိုစနစ်တကျတွေးခွဲခဲ့တာလဲအာနာရှင်လူတစုကလှုပ်ထားတာကိုပဲကျွန်တော်ပြောချင်တယ် ဟုတ်ကဲ့ကျွန်တော်တို့ဒီမှာသူနဲ့ reaction လုပ်တဲ့ဆိုတဲ့အရာမှာမကောင်းတဲ့စိတ်တွေဆဲဖို့ဆိုလူတွေဟာအယူတိမ့်တဲ့အခါကျရင်ဘာကြောင့်အယူတိမ့်သွားတယ်လဲမီယိုဖလာကိုကွယ်မှုရမီယိုဖလာဒလေထုံနှန်းစင်လာရအယူတိမ့်သွားသလားဒါဆိုရင်တိုးတက်လာတဲ့ခေကြီးအပေါ်မှာငါတို့တွေဖျားစဉ်ရှိရတာနဲ့မလိုအပ်တဲ့အရာတွေကိုလိုက်ပြီးကိုကွယ်နေမဲ့စားလက်တွေ့ကြကြလှုပ်လိုက်ရင်ငါတို့လက်ရှိအချိန်ဒီလိုအနေအထားမျိုးမှာ အာနာရှင်စနစ်သာပြတ်ကြည့်ငါတို့တွေဘဝဟာကိုလင်းလင်းတခြင်းလိုပဲရောင်ဒီတခြင်းလိုပေါ့ငါတို့အနာကကတောက်ပပါဘူးဒါကြောင့်မလို့ကျုပ်တို့အတွေးအခေါ်ပိုင်းတွေရောင်ွားမသွားပဲနဲ့မှန်ကန်တဲ့အရာတစ်ခုကမှမူတည်ပြီးတော့အာနာရှင်စနစ်ကိုချက်ပြီးတော့တွန်းလှန်ပေးကြပါဗျာ